်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်ခရစ်တော်၌ချစ်နိုင်စွမ်းဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွမ်းခြင်းပါတယ်ကျွန်တော်တို့ဟာမေတ္တာနဲ့ပတ်သက်ပြီးတော့ပူပြီးတော့ချစ်လို့ခံစားလို့ရတဲ့ဆိုရင် ကျွန်တော်တို့အတွက်ဒီမောသေးဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်ခွန်မှာဘုရားသခင်ကကျွန်တော်တို့ကိုကြောက်တတ်တဲ့စိတ်ကိုမပေးဘဲနဲ့တကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်တဘောကိုပေးတော်မူကြောင်းပြောထားပါတယ်။သခင်ယေရှုခရစ်တော်ရှိကိုကျွန်တော်တို့ပို့ပြီးတော့တိုးဝင်ချစ်ကပ်နေတာနဲ့အမျှကိုရောကကျွန်တော်တို့အသက်တာကို တိတ်ဆိတ်ညင်သာစွာနဲ့ပြောင်းလဲပေးနေတယ်။ဘုရားသခင်ကကျွန်တော်တို့လူသားတွေကိုဘာကြောင့်ဖန်ဆင်းခဲ့တယ်လဲဆိုတာကိုစဉ်းစားဘူးသလား။ ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကနေစပြီးတော့ကိုရောရဲ့မြတ်တာကို ခံစားနေရပြီဖြစ်တယ်။အဲ့ဒီကနေကျွန်တော်တို့အားဖြင့် ကိုရောရဲ့မြတ်တာကိုပြန်လည်ဖော်ပြဖို့အတွက်ဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေးမိပါသလား။ကျွန်တော်တို့လူတွေဆိုတာကဘုရားသခင်ကိုချစ်ဖို့နဲ့ကိုရောရဲ့မြတ်တာကိုခံယူဖို့အတွက်ဖန်ဆင်းထားတော်လည်းပဲဘုရားသခင်ရဲ့မြတ်တာကို လက်ခံရရှိပြီးတော့ပြန်လည်ပြီးဆက်ဖို့ကျွန်တော်တို့ရဲ့စွမ်းရည်ဟာ အပြစ်ကြောင့်ပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကိုရော်ရဲ့မေတ္တာကိုအမြဲတမ်းမခံစားရဘဲနဲ့တခါတရံမှာကိုရော့ကို ကောင်းစွာမချစ်နိုင်ခြင်းပဲဖြစ်တယ်။လူသားရဲ့မေတ္တာဟာမစုံလင်နိုင်ပါဘူး။လူမေတ္တာဟာကိုကြိုးစည်းပွားတွေနဲ့ညဉ့်ဉန်းပြီးတော့အတ္တချစ်ခြင်းတွေယမက်ဆန္ဒတွေနဲ့ယောနောနေပါတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့မေတ္တာကတော့အာဂါပေမေတ္တာဖြစ်ပြီးတော့ပြီးပြည့်စုံတယ်၊တန်ရှင်းတယ် အဲ့ဒီမေတ္တာဟာကိုကြိုးစွန့်ခြင်းနဲ့အတူတခြားသူတွေအတွက်ကောင်းကျိုးကို အမြဲလှူဆောင်ပေးပါတယ်ကျွန်တော်အပေါ်မှာထားရှိတဲ့ကိုရောရဲ့မေတ္တာကိုယောမအခန့်ကြီးငါငယ်ရှင်မှာ အနစ်ချုပ်အတူချုပ်ပေါ်ပြထားပါတယ်ကျွန်တော်အပြစ်ရှိနေတဲ့အချိန်မှာပဲခရစ်တော်ဟာကျွန်တော်အတွက်ကြောင့်အသေးခံတော်မူတာဖြစ်တဲ့အတွက်ဘုရားသခင်ကကျွန်တော်ကိုဘလောက်ချစ်တယ်လဲဆိုတာကိုထင်ထင်ရှားရှားပြခဲ့တာဖြစ်တယ် အဲ့လိုချစ်ချင်းမေတ္တာကိုခံစားရတဲ့အတွက်ကိုရောရဲ့မေတ္တာကိုယုံကြည်ခြင်းအပြင်လက်ခံတဲ့အခါမှာခရစ်တော်အပြင် ကျွန်တော်တို့ဟာမေတ္တာစွမ်းရည်တွေကိုပြန်လည်ရရှိလာပါတယ်။ဒါပေမဲ့လည်းဘုရားသခင်အပေါ်ကျွန်တော်တို့ရဲ့မေတ္တာဟာအလွန်နှိမ့်ကျနေစေပဲလို့မကြာခဏခံစားနေရတတ်တာလည်းရှိပါတယ်။ပြောင်းလဲကာစားကဘုရားသခင်ကိုတကယ်ချစ်မေတ္တာနဲ့တုံ့ပြန်လိုတဲ့ဆန္ဒအပြင်ကိုရောရဲ့အလိုတော်ကို ပြည့်စုံအောင် အတ္တတာကိုပိဆက်ဖို့ရည်ရွယ်ပြီးမှလဲကြာလာတဲ့အခါမှာမပူမအေးမြတ်တာတွေရော့ပါသွားသလိုခံစားရပြန်ပါတယ်ကျွန်တော်အတွက်ကတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းမတဲအခန်းကြီး20နှစ်အငယ်39မှာပြောထားသလိုပဲဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့ကိုဉဏ်ရှိသမျှနဲ့ချစ်ဖို့ပဲဖြစ်တယ်ဆုလိုတာကကျွန်တော်ရဲ့ချစ်ခင်မှုအတွေးတွေနဲ့ဘဝတစ်ခုလုံးကကိုရော့အပေါ်မှာပဲ ဗဟုပြုရမယ်ဘုရားသခင် အကြောင်းကျွန်တော်တို့အသိပညာတိုးပွားလာလေကိုတော့အပေါ်ထားရှိတဲ့ကျွန်တော်တို့ရဲ့မေတ္တာကလည်းကြီးမားလာလေပဲဖြစ်တယ်အဲ့ဒါကဝိပုခြင်းနာခံခြင်းနဲ့ဂျေစုတင်ခြင်းတို့နဲ့ပြည့်နေနေလိမ့်မယ်အဲ့ဒါအပြင်မဿဲအခန်းကြီး20နဲ့အငယ်39မှာတခြားသူတွေဖြစ်တဲ့ကိုနဲ့ဆက်ဆိုင်တဲ့သူတွေကိုကိုနဲ့အမြတ် ချစ်ရမှာဖြစ်တယ်ဒါကတော့ယောမအခန်းကြီး9အငယ်9မှာပြောထားတဲ့တန်ရှင်သောဝိညာဉ်တော်အပြင်တွန်းလောင်းတဲ့ဘုရားသခင်ရဲ့မေတ္တာတော်ကကျွန်တော်တို့စီကနေတဆင့်တခြားသူတွေစီကို စီစဉ်သွားစေဖို့ဖြစ်တယ်တခြားသူတွေဆိုတာက ကိုယ့်ရဲ့မိသားစုယုံကြည်သူအချင်းချင်းမိတ်ဆွေတွေလို့ပေါ်ကင်ဘက်တွေနဲ့ဒဇိန်းတွေအပါအဝင်လောကမှာကျွန်တော်တို့ဘုရားသခင်ပြီးတွေ့တဲ့မြလူတွေအလုံးအတွက်ပဲဖြစ်တယ် လူကာအခန်းကြီး6အငယ်29မှာဆိုရင်သခင်ယေရှုခရစ်တော်ကကျွန်တော်ယန္တူတွေကိုတောင်းချစ်ဖို့အတွက် မိန့်တော်မူခဲ့ပါတယ်။တခြားသူတွေကိုချစ်ဖို့ဆိုတာကလည်းအမြဲတမ်းလွယ်ကူတာတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့မလိုလားတဲ့သူကို ချစ်မြတ်တာဖော်ပြဖို့ခက်ခဲနေတဲ့သူတွေကိုဘုရားသခင်ခွန်အားနဲ့ချစ်ဖို့ဘုရားသခင်က ပြုပြင်ပေးဖို့တောင်းဆိုဖို့လိုပါတယ်။ သခင်ယေရှုခရစ်တော်ကတော့ကျွန်တော်တို့အခြေအနေပေါ်မူတည်ပြီးတော့မေတ္တာပြခြင်းမရှိဘူးသွန်သင်ထားပါတယ်။ဆူလိုတာကကျွန်တော်တို့သိရှိတဲ့အသင်းတော်ကယုံကြည်သူတွေကိုသာမကတခြားကျွန်တော်တို့ကိုတိုက်ခိုက်တဲ့ဒါမှမဟုတ်ကျွန်တော်တို့ကို မုန်းတီးစွာဆက်ဆံလာတဲ့သူတွေကိုပါချစ်ဖို့ဆိုလိုနေခြင်းပဲဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ဘုရားသခင်ရဲ့မေတ္တာတော်ကကျွန်တော်အသက်တာလမ်းခီးမှာဘုရားသခင်ပေးတွေ့နေတဲ့လူတိုင်းစီကိုစီစဉ်ဖို့ဆုတောင်းပါ။ ကိုနဲ့ဆက်ဆိုင်တဲ့သူကိုမိမိကိုကိုချစ်တယ်လို့မျိုးကျွန်တော်တို့ကပြန်ပြီးတော့မှချစ်ရမှာဖြစ်တယ်။လူကအခန်းကြီး6အငယ်30တဲမှာပြောထားတဲ့အတိုင်းကျွန်တော်တို့မှာသူတစ်ပါးပြုစီလိုတဲ့အတိုင်းကျွန်တော်တို့ကလည်းသူတစ်ပါးကိုပြုရမှာဖြစ်တယ်။ကျွန်တော်ကကယူဆိုင်မှုကျင်နာမှုအာယုံဆိုင်နားထောင်မှုတနာကျင်နာမှုဂယုနာဒါမမဟုတ်ခွင့်လွတ်မှုကိုမျောလင့်ရင်အဲ့ဒါကသူတစ်ပါးကိုလည်းပြန်ပြီးတော့မှပေးတဲ့အရာတွေပဲဖြစ်တယ် အဘအကန်ကြီးငါငယ်29မှာကိုကိုကိုမုန်းတဲ့သူတရားမှမရှိဘူးလို့ဆိုထားပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဟာတခါတလေမှမိမိကိုကိုတန်ဖိုးမထားတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုဘလောက်တန်ဖိုးထားတယ်လဲဆိုတာကိုကျွန်တော်တို့မိရော့သွားတတ်တယ်။ဒါကိုပြန်ပြီးတော့တုံ့ပြန်ဖို့အတွက်စေဖနီအကန်ကြီး3အငယ်16မှာဆိုထားတယ်လို့ဘုရားသခင်ကျွန်တော်တို့ရဲ့အလယ်မှာရှိမယ်။တကူးကြည့်တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်တော်မူလိမ့်မယ်။ ကျွန်တော်တို့မှလည်းအားရပြီးတော့ဝမ်းမြောက်လိမ့်မယ်ချက်ချင်းမြတ်တာမှာကျင်းဝတ်ပြီးတော့တချင်းဆိုခြင်းနဲ့အတူ ကျွန်တော်တို့မှဝမ်းမြောက်နေမယ်ဆိုတာကိုတတိယဖို့လိုတယ်ကျမ်းစာထဲမှာဘုရားသခင်ကနှစ်သိမ့်မှုဖြစ်စေတဲ့မြတ်တာစကားများစွာကိုပြီးထားပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုအလွန်တန်ဖိုးထားတယ်ဆိုတာကျွန်တော်တို့နားလည်မှသာ သူတစ်ပါးကိုလည်းအလားတူတန်ဖိုးထားနိုင်မှာဖြစ်တယ် မေတ္တာမပါဘဲနေထိုင်ခြင်းဟာကျွန်တော်တို့ဘဝအတွက်ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကိုလက်လွတ်ဆုံးရှုံးခြင်းပဲဖြစ်တယ်။မေတ္တာရှိဖို့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းခဲ့တယ်။ကျွန်တော်တို့ဟာတန်ရှင်းသောဘုရင်တော်ကိုအမိပြုအားကိုးတာနဲ့အမျှမေတ္တာဟာကျွန်တော်တို့ဘဝရဲ့ပေါ်ပြချက်ဖြစ်လာစေဖို့အတွက် ကျွန်တော်တို့နှလုံးသားကိုဖြည့်ဆည်းပေးမှာဖြစ်တယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့မေတ္တာတော်ကိုသခင်ယေရှုခရစ်တော်အားဖြင့်ခံစားရပြီးတဲ့နောက်ပိုင်း ဘုရားသခင်ရဲ့မေတ္တာကိုကိုကနေတဆင့်တခြားသူတွေစီခရစ်တော်အားဖြင့်ချစ်နိုင်စွမ်းတွေပေးနိုင်ဖို့ဘုရားသခင် အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော့အပ်ပါသည်။